ပညာဘူမိတက္ကသိုလ်သုတဓမ္မဒီပလိုမာ level 2ခန္ဓာတုတ်အနည်းချက်စာမျက်နှာ93အန်ရယ်ဆိုတာကောင်းကျိုးချမ်းသာဖြစ်ပေါ်နေတဲ့အချိန်မှာဝင်ရောက်နှောက်ရှက်ပြီးဆင်းရဲဒုက္ခတွေပိတ်တတ်တဲ့အကြောင်းတရားမျိုးကိုခေါ်တယ်။လူလောကရောက်လာတဲ့အခါမှာအန္တရာယ်ဆိုတာရှိတယ်။ပါဠိစကားအန္တရာယ ဂျားဝင်ဂျားဖြတ်ဝင်လာတဲ့အဖြက်စီလို့အဓိပ္ပာယ်ရတယ်။ဂျားဖြတ်ဝင်လာတဲ့အဖြက်စီကြုံနေရင်အန်ရဲကြုံတယ်လို့လူတွေကပြောကြတယ်။အဲ့ဒီအန်ရဲကိုဘယ်လိုကာကွယ်မလဲ။ကာကွယ်တဲ့နေ့စနစ်တွေကိုမြတ်စွာဘုရားကဟောကြားထားတယ်။ဘုရားဘာသာဝင်သုတော်ဆရာအပေါင်းတို့ဟာငယ်စဉ်ကလေးဘဝကစပြီး ပရိကြီး၁၇တုပ်ဆိုတာလေးလာကြင်မှတ်ကြရတယ်။အန္ဒီယကကအန္ဒီယကကွယ်ဖို့အဓိကရည်ရွယ်ပြီးဟောထားတဲ့တုတ်တန်တွေ စုပေါင်းပြီးပရိကြီး၁၇တုပ်ကိုမြန်မာနိုင်ငံမှာတင်ရိုးပြုကြတယ်။ပရိဆိုတဲ့ဇာတ်ကားကပရိတဆိုတဲ့ပါဠိဇာတ်ကားပါဠိကလာတဲ့ဇာတ်ဖြစ်တယ်။ကာကွယ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်။ ဘာကိုကာကွယ်တာတုံးဆိုရင် အန္တရာယ်ကိုကာကွယ်တယ်။လူတွေဟာနေ့စဉ်နဲ့မျှလောက်ကင်ဆောင်ရွက်နေကြတဲ့အခါမှာကြားဖြတ်ပြီးတော့နောက်ဆက်ဝင်ရောက်လာတဲ့အန္တရာယ်တွေကို မကာကွယ်နိုင်ဘူးဆိုရင်ဘဝအောင်မြင်မှုအတွက်ကြိုးပမ်းအားထုတ်နိုင်ကြမှာမဟုတ်ဘူး။ဒါကြောင့်မို့အန္တရာယ်ကင်းအောင်ကြိုးစားကြရတယ်။အန္တရာယ်ဆိုတာမြင်ရတဲ့အန္တရာယ်ရှိသလိုမမြင်ရတဲ့အန္တရာယ်လည်းရှိတယ်။ မြင်ရတဲ့အန်ဒရယ်ကိုကြည့်ပြီးရှောင်လို့ရတယ်။မမြင်ရတဲ့အန်ဒရယ်ကတော့မိမိမမြင်နိုင်တဲ့အတွက်ရုတ်တရက်ဆုံတွေ့ရတာဖြစ်တော့ကြောင့်မရှောင်လွဲနိုင်ကြဘူး။အန်ရယ်နဲ့ကြုံကြရတယ်။အဲ့ဒါတွေကိုကာကွယ်ဖို့နိစ္စနစ်တွေကိုမြတ်စွာဘုရားကဟောထားတယ်။ဒီကနေ့မြတ်စွာဘုရားဟောထားတဲ့ပရိတ်တရားတော်တွေထဲမှာ အားလုံးကြားဖူပြီးသားဖြစ်တဲ့ခန္ဓာပြိတ္တာခန္ဓာတုတ်ဆိုတာရှိတယ်။လေယာကိန်းကျွန်းလေယာကိန်းကျွန်းလုပ်ငန်းတွေကိုလုပ်ငန်းတွေနဲ့အသက်မွေးနေကြတဲ့တောင်သူလယ်သမားဗုဒ္ဓဘာသာဝင်တွေဟာ မွေဆိုးအန္တရာယ်ကို မကြာခဏကြုံတွေ့ကြရလို့မြန်မာနိုင်ငံအနှံ့အပြားမှာနေ့စဉ်နဲ့မြမွေကိတ်ခံကြရတယ်အသက်ဆုံးသွား ်ရတဲ့ပုံကိုယ်တွေနေတာမဟုတ်ဘူးအဲဒီလိုမွေအန္တရာယ်နဲ့ကြုံပြီး အသက်ဆုံးကြရတာမျိုးတွေမဖြစ်အောင်ဘုရားမြတ်စွာရဲ့တရားဓမ္မထဲမှာကာကွယ်တဲ့နိစ္စတွေရှိတယ်ပရိကြီး၁၇တုတ်ထဲမှာပါတဲ့ခန္ဓာတုတ်ကိုဒီကနေ့မတနာယူပြီးမွေဆိုးတွေရဲ့အန္တရာယ် အခြားအစဲတောက်ရှိတဲ့တရားတွေရဲ့အန္တရာယ်ဒါတည်းမကဘူးလောကမှာကြုံတွေ့ရတဲ့အန္တရာယ်မျိုးစုံကို ကာကွယ်ဖို့ပရိတ်တရားတော်ကိုရွတ်ဖတ်တည်ဆဲကြရတယ်ပရိတ်တရားတော်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင် အန္တရာယ်ကင်းစင်နိုင်တယ်တဲ့ဒါကြောင့်ယုံယုံကြည်ကြည်နဲ့ဒီပရိတ်တရားတော်လာကျင့်စဉ်များကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့် အစိတ်တော့ရှိတဲ့သရဝရရဲ့အန္တရာယ်မှကာကွယ်ပြီးသားဖြစ်တယ်။အန္တရာယ်ကင်းပြီးမိမိတို့လုပ်ငန်းဆောင်တာတွေဖြောင်းဖြောင်းဖြူးဖြူးလုပ်နိုင်ကြမှာဖြစ်တယ်။အဟိရာဇကူလတုတ်ခဏတုတ်လို့ပရဂျီဆရတုတ်မှာပါရှိတော်လဲအင်္ဂုတ္တရနိကေမှာတော့အဟိရာဇကူလတုတ်လို့ခေါ်တယ်။အေးဆိုတာမွေရာဇကူလာဆိုတာမင်းမျိုးမွေမင်းမျိုးနဲ့ ပတ်သက်တဲ့သုံးလို့ဒီလိုဆိုလိုတယ်950ဇတ်မှာဒီတုတ်တန်ကို ခန္ဓာဇတ်ဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ချင်းစဉ်ကတော့အတူတူပါပဲအစိုက်တော့ရှိတဲ့မွေတွေကိတ်လို့ရှိရင်သို့မဟုတ်မွေတွေအကိတ်မခံရအောင်မွေကိတ်တော့လည်းပဲအစိုက်မတက်ရလေအောင်ခန္ဓာသုတ်ကိုမျိုးဖတ်တရေစေရမယ်လိမ့်နာကျင့်သုံးခြင်းဖြင့်မွေအန္တရာယ်နဲ့ တခြားအန္တရာယ်တွေကိုလည်းကာကွယ်နိုင်တယ်အလွန်အစွမ်းထက်တယ်လို့မြတ်စွာဘုရားကဟောထားတယ်ဒါကြောင့်မို့ဒီတော့နဲ့ပတ်သက်ပြီးအမုန်းကာထာမှာစကြမယ်တပ္ပာတိဝိတဇာတိနံဒိဗ္ဗမန္တာကရံဝိယယန္နာတေတိဝိတံဂောရံတေတင်စာပိပြိတယံအာတိဝိတမှာအာတိကအာတုဆိုတဲ့စကားလုံးကလာတယ် အာသုဆိုတာလင်းလင်းမြန်မြန်တက်လာတတ်တဲ့ဝိတအစိုက်တဲ့အစိုက်တဲ့တာအလုံးမြန်လို့အာသေဝိတမွေများ လူကိုကဲ့လိုက်ပြီဆိုလို့ရှိရင်အစိုက်ကလူတွေရဲ့သွေးကြောထက်ရောက်ပြီးအစိုက်တဲ့တာအလုံးမြန်တယ်အဲ့ဒီအစိုက်လင်းမြန်တဲ့မွေဆိုးတွေကို အာသေဝိတလို့ခေါ်တယ်နော်အတိတ်ပဲတဏီက အာသီဆိုတာမွေးဆွဲကိုပြောတာအဲ့ဒီမွေးဆွဲထဲမှာအဆိပ်တွေရှိတယ်မွေးရဲ့အဆွဲမှာအခေါင်းကလေးတွေပါတယ်အဲ့ဒီအခေါင်းကလေးထဲမှာအဆိပ်တွေပါတယ်မွေးကကဲလိုက်ပြီးဆိုလို့ရှိရင်လူရဲ့သွေးထဲအဲ့ဒီအဆိပ်တွေကျန်ရစ်တယ်အဲ့ဒီအဆိပ်ဟာလင်းလင်းမြန်းမြန်းတက်လာတယ်လို့အာသီဝိတလင်းသောအဆိပ်ရှိတယ်အဆိပ်တက်လာပြီဆိုလို့ရှိရင်လူတွေဟာ အသက်ဆင်ဖို့ခက်ခဲသွားတယ်။ဒါကြောင့်အဲ့ဒီမွေတွေအကိမ်းခံရအောင်မလုပ်ရမလဲ။ဒီတုတ်တံမှာကျင့်စဉ်တစ်ခုကိုပေးထားတယ်။ဒီတုတ်တံကိုရုပ်ဖတ်တဲ့ဆက်ပြီးလိုက်နာကျင့်သုံးမယ်ဆိုရင်တပါတိဝိဒဇာတိနအစိတ်ပြင်းထန်တဲ့မွေတွေအားလုံးရဲ့ပြင်းထန်တဲ့အစိတ်တွေကိုဒိဗမာနာဂရံဝိယနတ်တွေအသုံးပြုတဲ့နတ်မတန်လိုပဲ အလုံးစွမ်းထက်တဲ့တဲ့အာဂဒဆိုတာဆေးနှစ်ဆေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်အဆိုင်တွေကချက်ချင်းပြေပြောက်သွားတယ်မန္တန်ရုပ်ဖတ်လိုက်လို့ရှိရင်လည်းအဆိုင်တွေကကျသွားတယ်ဒါကြောင့်မို့နတ်မန္တန်နတ်ဆေးဝါးနဲ့အလားတူတယ်လို့ဒီလိုပြောတာပြင်းထန်တဲ့အဆိုင်ကိုချက်ချင်းဖယ်ရှားပြစ်နိုင်တယ်အာနာခိတ္တမေတပ္ပထ တပရာတပပာနိနေအာနာခိဆိုတာမြတ်စွာဘုရားရဲ့ပြိတ်တကူတော်တွေဝမ်မိုးတီတဲ့အရာဝမ်မိုးတီတဲ့အရာအစွမ်းတကူပြတ်နိုင်ရနေဟာဘယ်လောက်ကျဲတယ်လဲဆိုရင်စကြဝဠာဂရေတသိန်းကျဲတယ်အဲ့ဒီစကြဝဠာဂရေတသိန်းကဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်မြို့မှာပဲဖြစ်ဖြစ်နေရာမှာပဲဖြစ်ဖြစ်ဘယ်ဒေသမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဟောဒီပြိတရားတော်ရဲ့အစွမ်းတကူဟာရှိတယ်လို့ဒီလိုပြောတာအာနာခိဆက်ကြဝလာဂရိတသိန်းအတွင်းမှာရှိတဲ့ဒိန်းပြည်တွေမြို့ရွာတွေဒေသတွေမြင်းသည့်နေရာမှာပဲဖြစ်ဖြစ်မြင်းသည့်အခါမှာပဲဖြစ်ဖြစ်ဟောဒီပြိတရားတော်ရဲ့အစွမ်းတကူကြောင့်မွေဆိုးတွေမကိတ်နိုင်ဘူးဘတော်ရဆအကိတ်မိသွားလို့ရှိရင်လဲမွေဆိတ်မတက်ဘူးလို့မြတ်စွာဘုရားကဟောထားတာเนาะ ီတုတ်တန်စကားကိုမြို့ဖတ်ချင်အောင်လို့စေဘင်းကကြိုကျေးဇူးကိုပြထားတယ်။သဗ္ဗတောပိနိဝရေတိပရိတန်တံပနာမဟိဒါပရိတရားရဲ့အကျိုးတွေကိုပြောထားတာနော်။မွေဆိုးရဲ့အန်ရဲ့မွေဆက်ကိုသာဘယ်နိုင်တာလားဆိုတော့မဟုတ်ဘူးတဲ့။တည်တင်စာပြီးပရိတရားအခြားသောဘေးရန်တွေကိုလည်းပဲကောက်ွယ်ပေးတယ်လို့ဆိုတော့ဒီပရိတ်ဟာ ပရိတရားတော်တွေထဲမှာအစွမ်းထက်ဆုံးလို့တော့ဆိုနေတယ်။အဲဒီတော့ဟောဒီခန္ဓာတုပ်ဆိုတဲ့ပရိတရားဟာလူတိုင်းကြက်မှတ်ပြီးတော့လိမ့်နာခြင်းတုံးနေတယ်။မေတ္တာဝါသင်တယ်။ပရိတရားတော်ညုံကြတဲ့အတိုင်းလိမ့်နာဆောင်ရွက်ရမှာဖြစ်တယ်။တဘာတော်ဘိနိဝရတိဘက်ဆောင်အာနိယတွေကိုအကာအကွယ်ပေးတယ်လို့ဆိုတာ။အဲဒါကြောင့်မို့ ဒီပရိတ်တရားတော်ကိုသင်ယူပြီးအန်ရယ်ကင်းဝေးမှုကို အကာအကွယ်ပြုရမှာဖြစ်တယ်တဲ့မိမိတို့ရဲ့နေစဉ်ဘဝမှာအန်ရယ်ကင်းခြင်းနဲ့အန်ရယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းကင်းငိမ့်ဖို့ဆူတောင်းနေရုံနဲ့မရဘူးလောက်ဆောင်ရမယ့်ကိစ္စတစ်ခုကိုလောက်ဆောင်ဖို့လိုအပ်တယ်ကဲဒါဖြင့်အန်ရယ်ကင်းဖို့အတွက်ဘာလုပ်ရမလဲဆိုတော့ရှင်းရှင်းလေးပဲကိုယ်ကိုအန်ရယ်ပေးနေတဲ့သတော်တွေဟာ ကိုယ့်ရဲ့ရန်သူဖြစ်နေရင်ကိုကိုအန္တရာယ်ပေးတာသဘာဝပဲအဲ့ဒီတော့အန္တရာယ်ပေးမဲ့တဲ့ဘဝဟာကိုနဲ့မိုက်ဆွေ ဖြစ်သွားလို့ရှိရင်ကိုအတွက်အန္တရာယ်မရှိဘူးပေါ့အစိပ်ပြင်းထန်တဲ့တရားတွေနဲ့မိုက်ဆွေဖွဲ့ဖို့လိုအပ်တယ်တဲ့လောကမှာအစိပ်ပြင်းထန်တဲ့မွေမျိုးငကားငကားမျိုးဟာ၄မျိုးရှိတယ်မြတ်စွာဘုရားကဝိရုပက္ခေဟိမေမေတ္တာမေတ္တာအေရာပတိဟိမေစာပြဗုဒ္ဓေဟိမေမေတ္တာ မေတ္တံကန္နဂေါရမကေဟိသကြည်ပထမအမျိုးအစားဖြစ်တဲ့မွေမျိုးငကားမျိုးကဝိရုပ္ပခာတဲ့နောက်ဒုတိယမျိုးစားကဣရာပဋ္ဌာတဲ့တတိယမျိုးစားကစပြဗုဒ္ဓသုဒ္ဓအမျိုးစားကကန္နဂေါရမတဲ့အဲဒီလိုမွေလေးမျိုးရှိတယ် ဝိရပက္ခဆိုတဲ့မွေမျိုးဣရပထဆိုတဲ့မွေမျိုးစာပြပௌဒ္ဒဆိုတဲ့မွေမျိုးကာဏဂௌရမဆိုတဲ့မွေမျိုးဒီမွေမျိုးတွေဟာအလွန်အစိတ်ပြင်းထန်တဲ့မွေမျိုးတွေတဲ့မြန်မာပြည်မှာဆိုလို့ရှိရင်မွေဝေးမွေဟောလို့ပေါ့အလွန်စိတ်ပြင်းတဲ့မွေတွေအလွန်အင်မတန်အစိတ်ပြင်းတဲ့မွေတွေလူတွေကမွေဘွေးကြိတ်တယ်ဆိုရင်မွေဘွေးလို့တော့မပြောရဲဘူး ိုးထီတယ်လို့ပြောကြတယ်နော်။မွေဝေးတို့မွေဟောက်တို့ဆိုတာအလုံးအစိုက်ပြင်းတယ်တဲ့။လောကမှာမွေဝေးမွေကလည်းအမျိုးအစားအင်တန်များတယ်။တချို့မွေကတထဝိတာတဲ့။ကဲလိုက်တဲ့အခါမှာအစိုက်တက်တဲ့မွေကတစ်မျိုးဒိဋ္ဌဝိတာမြင်လိုက်တာနဲ့အစိုက်တက်တဲ့မွေမျိုးမကြရဘူးမြင်လိုက်တာနဲ့အစိုက်တက်တယ်။အဲ့ဒီမွေကအလုံးကြောက်စရာကောင်းတယ်။ အဲ့ဒီငွေကိုသွားကြည့်လိုက်တာနဲ့လူမအစိုက်တက်သွားတယ်နောက်တစ်ခုကဖုတ်ထဝီတာတဲ့မွေကိတ်တာမဟုတ်ဘူးမွေကိုနဲ့ထိလိုက်တဲ့ထိလိုက်တာနဲ့အစိုက်တက်တယ်အဲ့ဒီငွေကလည်းအလွန်ကြောက်စရာကောင်းတဲ့မွေအဲ့ဒီမွေတွေထဲမှာဓာတ်ထဝီတာဆိုတဲ့မွေကတော့မြန်မာပြည်မှာမကြာခဏတွေ့ကြုံနေကြရတယ်ဒိဋ္ဌဝိတမွေဆိုတာတော့မတွေ့ကြုံဘူးကြဘူး ဘုဒ္ဓဝိသမွေဆိုတာလဲမတွေ့ချုံဘူးကြဘူးသို့တော့ပါဠိစာပေမှတ်တမ်းတစ်ခုရှိတယ်ရှင်သာနေဗုဒ္ဓရဲ့ညီတော်ရှင်ဥပတေနာဆိုတာရှိတယ်ရှင်ဥပတေနာကတောင်ဆောင်းလိုင်ကိုတစ်ခုထဲမှာထိုင်ပြီးတော့တင်ငန်းချုပ်နေတယ်အဲ့ဒီလိုချုပ်နေတဲ့အချိန်မှာလိုင်ကိုမျက်နှာချက်ကမွေကလေးနှကောင်တကောင်နှမ်းတကောင်ဆော့ကစားနေရာကမွေလေးတကောင်ကရှင်ဥပတေနာရဲ့ ပခုံးပေါ်ပြုတ်ကျပြုတ်ကျလာတယ်ပြုတ်ကျလိုက်တာနဲ့တပြိုင်နက်ဒီကုလုံးအစိတ်တက်သွားတယ်အရေရှင်ဥပဒေနာဟာရန်နာကြီးပဲမွေကကြိတ်တာမဟုတ်ဘူးပခုံးပေါ်ဖြစ်ကနေကျလာပြီးအသားနဲ့မွေရဲ့ခန္ဓာကိုယ်နဲ့ထိလိုက်တာနဲ့အစိတ်တွေတက်ပြီးပြိနိဗ္ဗာန်ဆန်သွားရတယ်ဆိုတာမှတ်တမ်းရှိတယ်ဒီမွေမျိုးကတော့မြန်မာပြည်မှာမကြဖူးဘူးပေါ့ တချိန်လုံးကအိန္ဒိယနိုင်ငံမှာရှိခဲ့တယ်လို့ဒီလိုပြောတယ်။အဲဒီမွေတွေကအလုံးကြောက်စရာကောင်းတဲ့မွေတွေပေါ့။အဲဒီမွေတွေအမျိုးမျိုးရှိတဲ့အထက်မှာဘယ်မွေမျိုးပဲဖြစ်ဖြစ်အဓိကမွေမွေမျိုးကြီး၄မျိုးထဲကမွေတွေကိုအာရုံပြုပြီးမြင့်တာပွားဖို့လိုတယ်တဲ့။မြင့်တာပွားတယ်ဆိုတာမိုက်ဖွဲတာပဲ။ဒါကြောင့်ဝိရုပက္ခေဟိမေမေတ္တံဆိုတာ ဝိရုပက္ခမွေတွေနဲ့လဲမိတ်ဆွေဖွဲ့ပါတဲ့မေတ္တာတည့်ဝင်ပြီးတော့စုံနဲ့အပြန်လာမေတ္တာထားပြီးတော့မိတ်ဆွေဖွဲ့ပါမိတ်ဆွေဖွဲ့ပါတယ်လို့ဒီလိုမေတ္တာပို့ဖို့လိုအပ်တယ်ထို့တူပဲဧရာပထဆိုတဲ့မွေမျိုးတွေစာပြပௌဒ္ဒဆိုတဲ့မွေမျိုးတွေကန္နာဂေါရမဆိုတဲ့မွေမျိုးတွေနဲ့လဲမေတ္တာတည့်ဝင်ချစ်ခင်ချင်းဖြင့်မိတ်ဆွေဖွဲ့ပါတယ်လို့မေတ္တာပို့မိတ်ဆွေဖွဲ့ဖို့လိုအပ်တယ် မေတ္တာရဲ့အစွမ်းကုန်ဟာအလုံးမထက်တယ်ထုံမွေတွေမှထုံမွေတွေမိမိမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေလောကမှာရှိကြတဲ့အစိတ်ပြင်းထန်တဲ့မွေတွေနဲ့မေတ္တာသက်ဝင်ချစ်ခင်ခြင်းဖြင့်ထုံမွေတွေနဲ့မိတ်ဆွေဖြစ်ပါစေမွေတွေအပေါ်မှာမေတ္တာထားပါတယ်လို့စိတ်ထဲမှာစိတ်ထဲကအာယုံပြူပြီးတော့မေတ္တာပို့တယ်နောက်ကလည်းပဲရွတ်ဆိုရတယ် ဘဘကဟာနှက်ကလည်းယူနေမယ်စိတ်ကလည်းတကယ်မေတ္တာပို့နေမယ်ဆိုလို့ရှိရင်အဲ့ဒီမွေတွေဟာသူ့ကိုအန္တရာယ်မပေးတော့ဘူးတဲ့ဘယ်တော်ဘာပဲဖြစ်ဖြစ်ကိုကိုအန္တရာယ်ပေးတဲ့ပုဂ္ဂိုလ်မှကြံပြီးအန္တရာယ်ပေးတတ်တယ်ကိုကသူတို့အပေါ်မှာမေတ္တာထားလို့ရှိရင်တော်ရတွေကလည်းကို့အပေါ်မှာပြန်ပြီးမေတ္တာထားလေရှိတာ ဒါသဘာဝပဲပေါ့ဒါကတော့ကသတင်းစာထဲမှာဖတ်လိုက်ရတဲ့အကြောင်းအရာလေးတခုရှိတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာပေါ့အိုင်တိုင်ပေါ်မှာမွေဟော့တကောင်တွေ့တယ်မွေဟော့ကိုသူတို့နိုင်ငံကဘာသာစကားနဲ့ဆိုရင်နာဂလို့ခေါ်တယ်နဂါပေါ့မွေဟော့တကောင်တွေ့တော့အင်ရှင်လို့တဲ့ပုဂ္ဂိုလ်ကအဲ့ဒီမွေဟော့ကို၆၆တဲ့အနေနဲ့ဒုံနဲ့ရဲလိုက်တယ် အဲ့ဒီမွေးဟာသူ့မျက်စိအောက်ကနေပျောက်ပြီးသွားတယ်။မွေးကဒဏ်ရရသွားတယ်ပေါ့။ဒဏ်ရရပြီးတော့လွတ်သွားတယ်။အဲ့ဒီလိုဒဏ်ရရသွားတဲ့မွေးဟာဘယ်ရောက်သွားမှမသိဘူး။နောက်တည့်ကျတော့မွေးဟုတ်တွေ50လောက်တန်းစီပြီးတော့သူ့အိမ်ပေါ်တက်လာကြတဲ့အဲ့ဒါနဲ့အိမ်ကလူတွေက ထွက်ပြေးကြတယ်မနေရဲကြတော့ဘူး တဘောကတော့မွေကွန်ကိုသူ့ရိတ်လိုက်လို့ဒီမွေရဲ့ဆွေမျိုးသားချင်းတွေကဒီပုဂ္ဂိုလ်ကို အန်နီယပြုဖို့ရောက်လာကြတဲ့သဘောပဲအဲ့ဒါနဲ့ထွေပြကြရတယ်ဒီလိုသတင်းစာထဲမှာပါဖို့တယ်ဒီလိုသတင်းစာထဲမှာပါပါခဲ့ဖူးတယ်အဲ့ဒီနိုင်ငံတွေမှာမွေဟော့ကိုနာဂလို့ခေါ်တယ်အိန္ဒိယနဲ့အိန္ဒိယနိုင်အိန္ဒိယနိုင်ငံမှာလည်း မွေဟော့ကိုနာဂလိုပဲခေါ်တယ်။မြန်မာပြည်ကတော့နဂါဆိုလို့ရှိရင်ဗကြီးရှာတွေရေးချက်ထားတဲ့အတိုင်းအမော့ပါမနဂါလို့ထင်တယ်။မန်ကတော့မွေဟာနဂါပဲ။အဲဒီမွေမျိုးတွေဟာမိမိကိုအန္တရာယ်ပြုပြီဆိုရင်လူကိုပြန်ပြီးတော့အန္တရာယ်ပြုတတ်တယ်။ဒါကြောင့်မို့မြန်မာပြည်မှာလည်းအတွေ့အကြုံရှိကြတယ်။ မွေဥတွေပါတွေများယူလာမိလို့ရှိရင်အနံ့ခံပြီးမွေတွေက လိမ့်လာတတ်တယ်တဲ့ရန်တော်တွေကိုမြတ်စွာဘုရားကမွေသားမစားရဘူးလို့ပြညာထားတာရှိတယ်။ဘာဖြစ်လို့မွေသားမစားရတယ်လဲဆိုရင်မွေသားနှံ့ကိုမွေတွေကသိတယ်။မွေသားစားထားတဲ့ပုဂ္ဂိုလ်ဆိုရင် မွေကအနံ့ရသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုအာဏာပြုတယ်။မိဒီတတဘာပဲဖြစ်ဖြစ် သူတို့ကိုအန္တရာယ်ပြုတဲ့ပုံကိုဆိုရင်သူတို့ရဲ့ယံသူလို့သတ်မှတ်ပြီးတော့ဒုက္ခပေးတတ်တယ်တဲ့အဲဒါကြောင့်မို့မြတ်စွာဘုရားကမိမိကိုယ်တိုင်မေတ္တာထားကြဖို့မွေတွေတွေ့ရင်မေတ္တာထားဖို့အဲဒီလိုမေတ္တာထားခြင်းဖြင့်မွေတွေရဲ့မေတ္တာကိုလည်းမိမိတို့ကပြန်ရရှိမှာဖြစ်တယ်လို့ဒီလိုဟောတာဝိရုဝိရုပ္ပခေဟိမေမေတ္တာ ဒါပထမမေတ္တာပွားရတာဝိရူပခာဆိုတဲ့မျိုးမျိုးတွေနဲ့ကျွန်ုပ်ရဲ့မေတ္တာစိတ်ဖြစ်ပါစေကျွန်ုပ်ရဲ့မေတ္တာဝိရူပခမျိုးမျိုးထံရောက်ရှိပါစေလို့မေတ္တာပို့တာထို့တူပဲမေတ္တံဧရာပတိဟိမေဧရာပထမျိုးမျိုးတွေနဲ့လဲကျွန်ုပ်မေတ္တာဖွဲ့ပါတယ်ကျွန်တော်မေတ္တာဟာအေရာပထမွေမျိုးတွေထံရောက်ရှိပါစေ ဆရာဗုဒ္ဓဟိမေမေတံဆရာဗုဒ္ဓဝေနဲ့လဲမေတ္တာနှောင်ကြိုးဖွဲ့ပါတယ်ကျွန်တော်မေတ္တာဆရာဗုဒ္ဓအမွေမျိုးတွေထံရောက်စီပါစေမေတ္တံကန္နာဂေါရမကေဟိမေကန္နာဂေါရမအမွေမျိုးတွေနဲ့လဲမေတ္တာဖွဲ့ပါတယ်မိတ်ဆွေဖွဲ့ပါတယ်ကျွန်တော်မေတ္တာတရားပါစေလို့မေတ္တာပွားပါတယ်တဲ့အဲဒီလိုမေတ္တာပွားခြင်းဖြင့် မွေတွေရဲ့အန္တရာယ်မှကာကွယ်ပေးသားဖြစ်ပါတယ်တဲ့နေ့စဉ်နဲ့မြဒီပါဠိလေးကိုရွတ်ဖတ်ခြင်းဒီတိုင်းစိတ်ကအာယုံပြုပြီးမွေမှန်သမျှကိုမေတ္တာပို့ခြင်းဖြင့်မွေဆိုးတွေရဲ့အန္တရာယ်ကင်းစင်းနိုင်တယ်သို့မဟုတ်ရင်နေ့စဉ်နဲ့မြမြန်မာနိုင်ငံမှာလေယာလုပ်ငန်းလုပ်ကင်နေကြတဲ့ပုဂ္ဂိုလ်တွေမွေဆိုးအန္တရာယ်နဲ့အသက်ဆုံးဆုံးရတာအများကြီးပဲဒါကြောင့်အကာအကွယ်တစ်ခုဆိုတာ လူရင်းလူရင်းမှာရှိတဲ့နဲ့ပေါ့ဒါမွေးတွေကိုအတိကထားပြီးဟောတာနောက်တစ်ခုကလောကမှာမိနိတ္တဝါပဲဖြစ်ဖြစ်မိမိနဲ့မေတ္တာတက်ဝင်ချစ်ခင်နေဖို့လိုအပ်တယ်မေတ္တာခံချသွားပြီဆိုရင်ဒုနဲ့ဒုအန္တရာယ်ပြုနိုင်တယ်ပေါ့အန္တရာယ်ပြုတာနဲ့တပြိုင်နက်အန္တရာယ်မကင်းဘူးဆိုတာဖြစ်လာနိုင်တယ်ဒါကြောင့်မို့တ ত্ত্ব အမျိုးအစားလိုက် မေတ္တာပွားဖို့ကိုမြတ်စွာဘုရားကဆက်ပြီးဟောတာတာရှိတယ်။အပါရကေဟိမေမေတ္တံခြေမရှိတဲ့တရဝါခြေတော့မပါတဲ့တရဝါဆိုတာမွေကိုပြောတာမွေကိုပြောတာပဲခြေတော့မပါတဲ့တရဝါတွေမှန်သမျှတခြားတရဝါတွေလည်းအတူတူပေါ့ရင်နဲ့တွားသွားရတဲ့တရဝါတွေခြေတော့မပါဘူး Q တို့ပက်ချီတို့လည်းခြေတော့မပါဘူးဒီလိုအဲ့ဒီလိုခြေတော့မပါတဲ့ ်တရားတွေနဲ့လည်းကျွန်ုပ်ရဲ့မေတ္တာအတူတူကရှိပါစေသူတို့အပေါ်မှာလည်းမေတ္တာထားရတယ်မေတ္တံဒိပရကေဟိမေခြေတော်နဲ့တရားတွေကို ခွဲလိုက်တယ်ခြေတော်နှချောင်းရှိတဲ့တရားတွေနဲ့လည်းပဲမေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေလူတွေဟာခြေနှချောင်းရှိတာပေါ့အဲဒီခြေနှချောင်းရှိတဲ့ပုံကိုယ်တွေကိုလည်းပဲမေတ္တာပို့ပါတဲ့ နောက်တစ်ခုက stop birthday ဟိမေမေတံခြေလေးချောင်းရှိတဲ့တရားတွေနဲ့လည်းပဲမေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေကျွဲတို့နွားတို့ခွေးတို့ခြေလေးချောင်းရှိတဲ့တရားတွေခြေနှချောင်းရှိတာတွေဆိုတာကျက်တွေလူတွေညက်တွေနောက်တစ်ခုကမေတ္တံဘဟုပတေဟိမေခြေတွေများစွာရှိတဲ့တရားတွေနဲ့လည်းပဲမေတ္တာသက်ဝင်ချစ်ခင်ပါစေလို့ အခြေအများကြီးရှိတဲ့ခြေတော်အများကြီးရှိတဲ့သရဝဆိုတာခြေလေးချောင်းထက်ပိုတာပိုတာကိုအများလို့သတ်မှတ်ရတယ်။အဲဒါကြောင့်မို့ဘရုံးကောင်တို့ဘာလို့ကြတော့ခြေလေးချောင်းထက်ပိုတယ်ပေါ့။ခြေချောက်ချောင်းရှိတာတို့ချင်းတွေခြေမခြေပန်းချောင်းရှိလဲ။ချင်းတွေကလည်းခြေတော်လေးချောင်းရှိတာပဲနော်။အဲတော့အခြေလေးချောင်းရှိတဲ့သရဝတွေ အခြေအနေချောင်းရှိတဲ့သတ္တဝါခြေတော်များစွာရှိတဲ့သတ္တဝါကင်းချင်များတို့ဆိုလို့ရှိရင်ခြေတော်တွေများစွာရှိတယ်အဲဒီလိုသတ္တဝါတွေကိုခွဲလိုက်တဲ့အခါမှာခြေတော်မပါတဲ့သတ္တဝါခြေတော်နှစ်ချောင်းပါတဲ့သတ္တဝါခြေတော်လေးချောင်းပါတဲ့သတ္တဝါခြေတော်များစွာပါတဲ့သတ္တဝါလို့ဒီလိုခွဲတယ်အဲဒီတော့ညမစကပုံထဲမှာငောင်း ခြေတော့တချောင်းမစားကောင်းငောင်းခြေတော့တချောင်းမစားကောင်းဆိုရင်ခြေတော့တချောင်းနဲ့ငောင်းဆိုတဲ့သရဝါရှိတယ်လို့ပြောတာဒီသုတ်တရဆိုရင်ခြေတော့တချောင်းရှိတဲ့သရဝါလို့ဖော်မပြတဲ့အတွက်ခြေတော့တချောင်းတိနဲ့သရဝါဆိုတာရှိပုံမရဘူးပေါ့ခြေတော့သုံးချောင်းနဲ့သရဝါလည်းရှိပုံမရဘူးအဲ့တော့ရှင်းနေတာကခြေတော့မရှိတဲ့သရဝါရဲ့ ခြေတော့၂ချောင်းရှိတဲ့သတ္တဝါရဲ့ခြေတော့၄ချောင်းရှိတဲ့သတ္တဝါရဲ့ခြေတော့များစွာရှိတဲ့သတ္တဝါရဲ့အဲ့ဒီသတ္တဝါတွေနဲ့မေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေလို့မေတ္တာဘဝနာပွားဖို့မြတ်စွာဘုရားကဒီပရိတ်တရားတော်ကိုဟောထားတယ်။အဲ့ဒီလိုမေတ္တာပွားပြီဆိုရင်ကိုယ့်ကိုယ်ကိုအန္တရာယ်ဟာကာကွယ်ပြီးသားဖြစ်သွားတယ်။အဲ့ဒီလိုမေတ္တာပို့ပြီးတဲ့နောက် အဲ့ဒီလိုမေတ္တာပို့ပြီးတဲ့နောက်မှာကိုယ့်ရဲ့ဆန္ဒကိုဖော်ထုတ်ပြီးပြတယ်။မာမအပါရဂောဟိန်တိခြေတော်မရှိတဲ့တရားဝါကလည်းငါ့ကိုမငင်းဆဲပါနဲ့။ကိုကလည်းသူ့ကိုမငင်းဆဲဘူး။ကိုကသူ့ကိုမငင်းဆဲတဲ့အတွက်ကြောင့်သူကလည်းကိုကိုမငင်းဆဲပါနဲ့လို့ရွတ်ဆိုလို့ရတယ်ပေါ့။ကိုကငင်းဆဲနေမှာတော့ဒီလိုပြောလို့မရဘူး။ဒါကြောင့်မို့မေတ္တာပို့ဖို့သဘောတစ်ခုပဲ။ မမန်တွေ့ပါရကောမမန်ဟိုင်တိတွေ့ပါရကောစီရနာချောင်းရှိတဲ့သရဝါကလည်းကျွန်တော်ကိုမငင်းဆဲပါစေနဲ့မမန်စတဘရောဟိုင်တိခြေလေးချောင်းရှိတဲ့သရဝါကလည်းကျွန်တော်ကိုမငင်းဆဲပါစေနဲ့မမန်ဟိုင်နိဘဟုတ်ပါရောမမန်ဟိုင်တိဘဟုတ်ပါရောခြေတော်များစွာရှိတဲ့သရဝါကလည်းကျွန်တော်ကိုမငင်းဆဲပါစေနဲ့လို့ သတ္တဝါတွေကိုအာယုံပြုပြီးတော့မေတ္တာဘဝနာပွားပုံကိုမြတ်စွာဘုရားကဟောတာအဲဒါကြောင့်မို့ရုံယုံကြည်ကြည်နဲ့အခုလိုအာယုံစိုက်ပြီးတော့မေတ္တာပွားမယ်ဒီပရိတ်တရားတော်ကိုမြို့ဖတ်တဲ့ဆဲပြီးမေတ္တာပွားမယ်ဆိုရင်မွေဆိုးတွေရဲ့အန္တရာယ်ဟာကင်းသွားမှာတေချာတယ်ပေါ့